အမျိုးသားတော့ဟိုအကုန် support လုပ်ပေးပါတယ်။ဘာပဲဖြစ်ချင်းဖြစ်ချင်းပေါ့လေ။ဟိုဖြစ်ချင်းတဲ့ဟာအကုန် support လုပ်ပေးပါတယ်။တစ်သမီးလေးတွေကိုစီစဉ်ရှိလား။အေးမရှိတော့ပါဘူး။အရင်ကြောက်သွားတယ်။အရင်ကြောက်ပါဘူး။ထွေးမနဲ့ပြထိုင်ပြီးတော့မှာပေါ့လား။တာနှစ်ယောက်ရှိထွေးမနှစ်ယောက်ရမယ်လေ။သမီးနှစ်ယောက်ပဲဒီတာ။ อืมကိုကအခုလက်ရှိမှာလဲကိုကကိုရတဲ့ရောက်ခမလဲအခုလည်းပါလာပြီးမှာအာရောက်ခမလဲလားကိုရဲ့အမေလိုပဲအမေနဲ့မချားဆိုတော့ကိုကသူ့ကိုပြန်ပြီးတော့အခုဆိုကိုကကိုပြန်ပြီးနှလုံးသွင်းပြီးသူ့သူ့ထားတဲ့စိတ်နေစိတ်ထားတွေကိုကပြန်ပြီးသင်ယူနေရပါတော့ကိုချွေးမရလိုက်ရင်လဲကိုအမေတယောက်လိုဟိုရောက်ခမတယောက်လိုမဟုတ်ဘဲနဲ့ကိုအမေတယောက်လိုဘလို့အပြေအဝပါတော့ အဓိကတော့ရောက်ခမအောင်နမူနာယူနေရတာပေါ့အအဓိကတော့နှစ်အောင်လုံးလိုတာပေါ့နော်ဟိုချွေးမလေးကလည်းလိမ်မာဖို့လိုတယ်ဟဲ့ရောက်ခမလည်းကောင်းဖို့လိုတယ်အဓိကတယောက်တည်းကောင်းနေလို့လည်းမရအောင်နှစ်ဦးနှစ်ဖက်ပေါ့ဟိုဆိုလဲကို့ရောက်ခမကိုလည်းကို့အမေတယောက်လို့ကိုသဘောထားတယ်ကို့ရောက်ခမလည်းကို့ကိုတမီးတယောက်လို့သဘောထားအပြန်နဲ့မြစ်တာပေါ့ဟုတ်ဒီနေ့ပွဲလေးကဒီ Harry Bubbly ရဲ့ဆယ်နှစ်ပြည့်ပွဲလေးပေါ့နော် ခင်ဗျာဒီ Harry Potter မှာဟိုအရင်ဒီအမမဆုနဲ့မခင်ခင်เนี่ยကိုကဟိုဘယ်လိုခေါ်မလဲ Right customer လို့ဖြစ်လာပေါ့2015တည်းကကိုဒီဆိုင်မှာမဆုစားဖွင့်ပြီးတိတ်မကြတယ်လို့ဖြစ်တာပေါ့။နောက်ဒီဆိုင်ရဲ့ဟိုဈေးတွေ quality ကိုလည်းကြိုက်တယ်မှာကိုစပင်းဆိုတောက်လျှောက်လုံလာတခါမပြည့်စီဘူး။ အဲ့လိုမျိုးဆိုနောက်နောက်ပိုင်းမဆုနဲ့လည်းအရန်ခင်တော့ပုံညီမတွေလိုဖြစ်နေတော့ပွဲလေးလာရောက်တက်ပြီးအပိတ်ဖြစ်တာ။ဗာလေးတွေသဘောကျတယ်ပြီးတော့အများဆုံးလို့ဖြစ်တာကြတော့အများဆုံးကစပင်းညက်ဖြစ်တယ်နောက်စပင်းနေဆိုးဖြစ်တယ်အမစပင်းဆိုအမ highlight အရန်ကြိုက်တော့အဲ့လိုချွတ်ဆေးတွေအများကြီးသုံးပြီးဆိုးတာခဏခဏပဲဒါပေမဲ့စပင်းကအဲ့လိုမပြတ်စည်းသွားဘူးအဓိကအဲ့ဒီဒီ hair roll ရဲ့သုံးတဲ့ဆေးတွေအရန်သဘောကျတယ်။ဒီကတော့အရန်ကောင်းမယ်အကြိုက်ဆုံးပဲဒါအမှန်တိုင်းပြောရင်ဒီကိုဒီမြန်မာနိုင်ငံမှာဆိုတာအကြိုက်ဆုံး เนาะအောင်မြင်ဆုံး hair salon ပေါ့เนาะ scalp treatment လဲအဲဇာ hair ဘိုင်းနဲ့ပတ်သက်တော့တော်တော်များများအကုန်လုံးဖြစ်တယ် scalp treatment လုပ်ဖြစ်တယ်နောက်ပြီးတော့မဆူရဲ့ hair cutting လုပ်လဲကိုယ်ကကြိုက်တယ်အဲနောက်ပြီးတော့ဇပင်ဆိုးပြတယ်ဇပင်ဆိုးမှအတိအထိတ်ကအဲ့လိုအမဲနေနေထွက်လာနေမှမနေတတ်ဘူးအဲအနေနဲ့ထွက်လာနေ ိုးတော့တာပဲအဲ့လိုမျိုးဆို head အဲ့အဲ့တိုက်တယ်နောက်ပြီးတော့ဒီဟိုချွတ်ဆေးချွတ်ပြီးတော့ highlight လုပ်တဲ့ဟာလေးအဲ့ဒါကြီးဆိုတော့တော်တော်များများလုပ်ဖြစ်ပါတယ်အပြင်ကတော့အရင်ရေးပါတယ်လူတယောက်ကတခါလေးအခုဒီပွဲတက်တယ်လို့ပဲပေါ့ဟို makeup လိမ့်ထားပြီးသပင်ကဟိုဟာမဖြစ်နေဟိုအဆင်မပြေနေတော့လူကမပြည့်စုံဘူးလေဒါသပင်ရဲ့ hair ဆိုင်ဆိုတာလည်းအရင်ရေးကြည့်ရလူတယောက်ပါလေဟုတ်မဆူကဒီဆယ်နှစ်ပြည့် Harry Public ဒီဆယ်နှစ်ပြည့်ကနေစပြီးတော့နောက်ထပ်အပေါင်းတစ်ပေါင်းများစွာဆိုင်ကိုယ်တွေအများကြီးဖွင့်နိုင်ပါစေလို့ဒီထက်မကအများကြီးအောင်မြင်ပါစေဒါပေမဲ့သူ့သာတောင်းမိတာပါ ဒီ health republic ကငါကိုရဲအောင်မြင်ပြီးသားဆိုတော့เนาะအဲဒါမဲ့ဒါကတော့ဆူတောင်းစကားလေးပေါ့ဟုတ်ဒါတော့တသက်မြောက်တိုင်းဖြစ်တယ်။အဲဒါအင်တာဗျူးတော့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 မိတာလို့ဆိုလေဘယ်လိုမှမလုပ်ဘူး။အဲမဟုတ်ကြရတော့မပြန်။အအဓိကတော့လေးချင်ကတော့အမှန်တိုင်းပြောရင်ဒီအရန်ဟိုလိုအရန်ကြီးလုံးဖြစ်တာတော့မဟုတ်ဘူး။ဒါပေမဲ့ပုံမှန်လေးတော့ အစားရှောင်ပြတာရှိတယ်။အဲနောက်ပြီးတော့အေးအေးဝါးဝါးအိပ်တာတို့အဲ့လိုမျိုးလေးပေါ့။နောက် skin care လေးပုံမှန်လုပ်ဖြစ်တယ်။နောက် asset တွေမှာဆိုအဲ့လိုမျက်နှာပေါင်းတင်တာတို့ treatment လေးတွေလုပ်ဖြစ်တယ်ပေါ့နော်။ဟုတ်ပါပါ။အဲအဲ့လိုလည်းပါတယ်ထင်တယ်။ဟုတ်တယ်။အဲ့လိုအမျိုးသားနဲ့အဲကလေးတွေကလည်းကလေးအကြောင်းလည်းစိတ်ညစ်စရာမရှိဘူး။အမျိုးသားကြောင့်လည်းစိတ်ညစ်စရာမရှိတော့အဲ့လိုလည်းပါမယ်ထင်တယ်။အဲ့ဒါလည်းပါမယ်တင်တယ်။ကျောင်းတော်ကတော့ချစ်နေတာလည်းပါ။အဲဒီလိုပါပဲတခြားအဲ့လိုချစ်နေတဲ့အိမ်တော်ကြီးတွေလိုပါပဲ။ဟုတ်။ဟုတ်ပြီကိစ္စတိုင်းကတော့ နှစ်ယောက်တိုင်ပင်ပြီးတော့လုပ်ဖြစ်တာများတယ်။ဟိုသားသမီးရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ဟိုဘာရေးပဲလုပ်လို့ပေါ့နော်နှစ်ယောက်တိုင်ပင်ပြီးနှစ်ယောက်အဲ့လိုအဆင်ပြေတဲ့ဟာဆိုလုပ်တယ်အဆင်မပြေတဲ့ဟာဆိုမလုပ်ဘူးပေါ့။အဲသားနှစ်ယောက်ကတော့အရင်အဲ့လိုတဝင်တူတာတော့မရှိဘူး။ตัวเลย2รอบกูเลยไอ้หลูไม่มัดตัดตัดฉิดเลยอภิยอมียอดิไอ้หลูမျိုးဆိုတော့အရင်အဲ့လိုမျိုးတော့မရှိဘူးဟုတ်အဖေနဲ့မင်းနဲ့အဲအဲ့လိုမျိုးတော့မရှိဘူးကတ်တာ2รอบလုံးတော့မမြတ်တတ်တာလားဒါ2รอบဆိုတော့တယောက်တယောက်စီကတ်တယ်ဟုတ်လားအာ2รอบလုံးပဲတယောက်တစ်မျိုးစီပေါ့မတူဘူးပေါ့ဒါအချီးလေးရကြတော့လေ အဲ့လိုဟိုလိုတော်တော်လတ်လတ်လေးနဲ့အဲ့လိုတစ်မျိုးပေါ့အဲအငယ်လေးကြတော့လည်းအဲ့လိုနည်းနည်းဟိုသူပြောမလဲဟိုငင်ငင်လေးနဲ့တစ်မျိုးလေးပေါ့ဒါနှစ်ယောက်က type လည်းမတူဘူး character လည်းမတူဘူးအကြိုက်လည်းမတူဘူးရုပ်လည်းမစင်ဘူးအဲ့ဒါတော့တော်တော်ပြီးတော့ type အဲဒါအကြီးလေးကတော့ပိုတူတယ်ရုပ်လည်းနည်းနည်းပိုစင်တယ်ပြောကြတယ်ဟုတ်အဲမရှိတော့ပါအရင်ကြောက်သွားတာအရင်ကြောက်ပါဘာလို့ထွေးမကထိုင်ပြီးတော့မှာပေါ့လားမဟုတ်ဘူးဒါဒါနှစ်ယောက်ရှိထွေးမနှစ်ယောက်ရမယ်လေတမီးနှစ်ယောက်ပဲလေဒါ อืมကိုကအခုလက်ရှိမှာလဲကိုကကိုရတဲ့ရောက်ခမကလည်းအခုလည်းပါလာရဲ့ပွဲမှာအဲရောက်ခမလည်းလာကိုရဲ့အမေလိုပဲအမေနဲ့မချားဆိုတော့ကိုကသူ့ကိုပြန်ပြီးတော့အခုဆိုကိုကကိုပြန်ပြီးနှလုံးသွင်းပြီးသူ့သူ့ထားတဲ့စိတ်နေစိတ်ထားတွေကိုကပြန်ပြီးသင်ယူနေရပါတော့ကိုချွေးမရလိုက်ရင်လည်းကိုအမေတယောက်လိုဟိုရောက်ခမတယောက်လိုမဟုတ်ဘဲနဲ့ကိုအမေတယောက်လိုဘလို့အပြေဝပါတော့ အဓိကတော့ရောက်ခမောင်းနမူနာယူနေရပါဘော။ဟုတ်တယ်အဲ့လိုတက်ငယ်ချင်းပေါင်းပေါ့အဲ့လိုမျိုးဟိုမဘာလေးဆိုလဲတခုဆိုတန်းတန်းမင်းမင်းတော်တော်လာလာလေးပေါ့အခုလက်ရှိလဲအင်းရရောက်ခမောင်းနေရတဲ့အဲ့တိုင်းပဲ။ဟုတ်တယ်အရန်ပိုလေးကို့မှာအဲ့လိုလေးရောက်ခမောင်းမလို့စိုးရင်ရတာအဲ့လိုမျိုးထိန်းချုံရတယ်ကို့မှာဘာမှရှိဘူးအဲ့လိုမျိုးလေးဟိုကို့ရဲ့ဟိုဒီအမေတယောက်လိုပဲအဲ့လိုမျိုးအဓိကတော့နှစ်ယောက်လုံးလိုတာပေါ့နော် ခုချိမလေးကလည်းလိမ်မာဖို့လိုတယ်။ရောက်ခမလည်းကောင်းဖို့လိုတယ်။အဓိကတယောက်တည်းကောင်းနေလို့လည်းမရအောင်နှစ်ဦးနှစ်ဖက်ပေါ့။ကိုဆိုလည်းကို့ရောက်ခမကိုလည်းကို့အမေတယောက်လို့ကိုသဘောထားတယ်။ကို့ရောက်ခမလည်းကို့ကိုတမီးတယောက်လို့သဘောထားအပြန်နဲ့မြစ်တာပေါ့ဟုတ်။အာကို့ကိုကိုတော့လေအရန်ဘဝမှာအဲ့ဒါတော့အရန်ပြီးပြည့်စုံတဲ့ကံကောင်းမှုပဲ။ဟိုအမျိုးသားရတာလည်းကံကောင်းတယ်ရခမရလည်းကံကောင်းတယ်ဗျာနောက်သားသမီးရတာလည်းအခုချိန်ဒီကံကောင်းတယ်ပေါ့နော်ဒါလေးနှစ်ယောက်ကလည်းအရင်လိမ်ပါတယ်ဟိုကိုပြောရင်လည်းပြောစကားနားထောင်တဲ့ကလေးတွေမှာပါတယ် လို့ပြရလေပြန်မလုပ်တော့ဘူးဆိုတော့လေတခါလေးလည်းသတိရမိတာတော့ရှိတာပေါ့နော်ဒါမဲ့လည်းဟိုအခုလက်ရှိဘဝကလည်းကိုပျော်နေလက်ရှိဘဝမှာလည်းဒီအိမ်တော်တဲ့ဘဝမှာဒီအလုပ်လုပ်တဲ့ဘဝမှာလည်းကိုပျော်နေရဆိုတော့ခြေနဲ့ပါတယ်တခုလုံးရှိရရှိရသူကအရန်အပေးတယ်ရှောင်းရင်တော့လေမမလုပ်မမ popular ဖြစ်တာလည်းကောင်းနေလေသူကအများတန်းပြောတယ်သူတို့ကြိုက်တယ်သူတို့အပေးမယ်သူအများတန်းလို့ပြောတယ်ပါမျက်ကအားဖြစ်နေတာဘောကိုတော့ကကြာအားဖြစ်နေရအဲ့လိုအားပေးတယ်မျိုးသားတော့ဟိုအရန်အားပေးတယ်လည်းမဟုတ်ဘူးအားမပေးတာလည်းမဟုတ်ဘူး ကိုယ်စိတ်ထဲမှာရှိရဲဆိုရှိတဲ့ဟာကိုတော့လုံးခွင့်ပေးတယ်အဲ့လိုမျိုးဟုတ်အဲအမှုပြန်နဲ့ပတ်သက်ပြီး तू ကအဲ့လိုထိန်းချုပ်ထားတာတားထားတာတော့မရှိဘူးပေါ့နော်လက်ရှိမှာတော့အဲ့လိုကိုကိုယ်တိုင်ကလည်း ုဒီဒီကလေးတွေငယ်တဲ့အချိန်မှာလည်းကိုကအချိန်ပြည့်ဝပေးခြင်းလေကလေးလေးတွေဆိုတာကိုငယ်တဲ့အချိန်မှာပဲကိုနဲ့သူတကွာသူတို့အနီးကပ်ဆုံးမတဲ့ဟာလေးတွေရှိတယ်ဟိုကလေးတွေကအသက်အရွယ်တစ်ခုရောက်လာရင်သူတို့သွားပြီးဆုံးမလို့မရတော့လीဆိုတော့ဒီအချိန်မှာလည်းကိုအနီးကပ်နေခြင်းလို့ကိုကကိုလည်းအဲ့လိုနားလိုက်တာပါပါအခုလောလောဆယ်တော့ကလေးတွေလည်းနည်းနည်းငယ်အကြီးလေးကလည်း၈နှစ်ပဲရှိသေးတယ်ဆိုတော့နည်းနည်းလေးတော့နောက်တစ်နှစ်နှစ်နှစ်ပေါ့လေနောက်တစ်နှစ်နှစ်ပြီးတော့မှကို့အချင်းနေပေးလိုက်ရင်လည်းကို့လုပ်ဖြစ်မယ် အချိန်ဒီမပေးလို့ရှိရင်လည်းကိုဒီရှိတဲ့လမ်းကြောင်းမှာပဲဆက်သွားမယ်ပေါ့နော်။အတင်းဥဆောင်နေမှာလည်းအရင်တော့ကန်းလိုက်ခဲ့တာရှိတယ်။ကိုခန့်လို့ဆိုဒီမင်းသမီး၃လက်သူတို့ပထမဆုံးမင်းသမီးတင်တဲ့အချိန်မှာဆိုလည်းကိုအဲ့လိုကန်းလိုက်ခဲ့ပူလိုက်ရှိတယ်။အဲ့တုန်းကလည်းကိုကိုတည်းကဟိုကဒီတင်းဥဆောင်အလုပ်ကမှကိုကိုကိုလည်းယုံကြည်ချက်မရှိသေးဘူးပေါ့နော်။ဆိုတော့အဲ့လိုမျိုးဟိုအဲ့လိုငင်းခဲ့ရတယ်လည်းရှိတယ်။ဟုတ်ဟဲရီပပလီဒီဒီဆယ်နှစ်ပြည့်ရနေစပြီးတော့အများကြီးအများကြီးအောင်မြင်ပြီးတော့ဆိုင်ပွဲပေါင်းအများကြီးဖွင့်နိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးလိုက်ပါရှင့်။